ကိုယ်စားဖုန်းရပုံမှန်905ကာကြီးနဲ့မိဒီမိပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့သူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြားလို့ရှိရင်သူယုံထပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တိတိအောင်ပြောချင်ပါလေကိုစောဘုန်းကြီးဒီဘာကြောင့်ခွန်လဲမြေပြင်မှာကြတော့သူကစွတ်တွေ့မှုကကိုစောဘုန်းကြီးနဲတယ်လေမြေပြင်မှာအမာခံပိတ်တယ်ကိုစောဘုန်းကြီးတိတ်မရှိဘူးအွန်လိုင်းပေါ်မှာပဲလက်ခုပ်တွေတိကြတယ်အွန်လိုင်းပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရေးအကြောင်းနဲ့ဆိုထောင်ဝန်သာတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါက်ကတော်တို့ပိတ်တယ်ပေါက်ကတော်တို့ပရိဒတ်ပေါက်ကတော်တွေအခုမှဒီအမျိုးသားကြီးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါက်ကတော်တို့ပရိဒတ်ကြီးကဟန်တာကပရိဒတ်ရှိတယ် မာခံပရိသတ်ရှိတယ်မြေပြင်မှာမရှိတယ်အဲ့တော့ဥစဉ်တို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာเนาะမတူဘူးအဲ့တော့ဘာပြောရကုသိုလ်ဖိုးရင်ကိုတော့ဥစဉ်တို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင်ကုသိုလ်ဖိုးရင်တို့မှာပရိသတ်တွေများများစွာရှိတိုင်းမှာထင်တယ်တူတခုခုသုံးသုံးသုံးဖြစ်လို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမှထင်တယ်အပိမတူတွေဒါကများလာမှထင်တယ်သူစဉ်းစားတာတွေကလွဲသွားတာလွဲသွားတာเนาะဘသူကထွက်လာမှာလဲဟွန်လိုင်းပေါ်ပရိသတ်ကဟွန်လိုင်းပေါ်မှာပဲကုန်ဆုံးမှာပေါ့ ဝင်လိုက်မောပရိသတ်ဝင်လိုက်မောမှာပြီးသွားတာပေါ့အဲဒီတော့ဝင်လိုက်မောကပရိသတ်တွေကိုလည်းပြောကျင်တယ်နော်တကယ်လို့ပုံမှန်ထွက်လာပြီပုံမှန်ထွက်လာလို့ဘယ်လိုထွက်လာပြီဘယ်လိုအားထွက်လာပြီလဲဆိုလို့ရှိရင်အဲဒီမှာကုသောဘိုးကြီးမှလည်းသူအာကိုရာအာကိုကြောင့်သူ့မှာလည်းရှိတယ်နော်ကုသောဘိုးကြီးမှလည်းသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလည်းကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်ဘုံဟင်းကိုနိုင်ငံတော်အကြီးအကျယ်ပြတ်ပုံမနဲ့အမှုဖွင့်အရေးယူလိုက်ပေမဲ့ဇော်ဘုံဟင်းကိုဝန်ရံသူမရှိလို့စိတ်ပြတ်အားငယ်နေတည်မှုအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကိုဇော်ဘုံဟင်းအကြောင်းကိုသိကျင်တယ်ဆိုလို့ဒါပိုင်းရမပြောဘဲနေပေမဲ့အခုတော့ပြောပြပေးပါမယ်ကိုဇော်ဘုံဟင်းပုံမှန်905ကာဂျီနဲ့မိတီမင်းပြူးနေမှာပေါ့ပြူးနေမှာဒါရဲစခန်းမှာထိမ့်သိမ်းခံထားတာရှိတယ်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့ ူတို့ဒီအိုးဘုံထောင်ပို့လိုက်တယ်ယမန်ကြီးဆိုလို့ရှိရင်14ရက်ပေါ့မထားတော့ဘဲနဲ့အိုးဘုံထောင်ပို့လိုက်တယ်20အဲ20နဲ့ 26ရက်နေ့မှာကြာလို့ရှိရင်သူယုံထွက်ပါလိမ့်မယ်တရားစွဲဆိုမှုကိုရင်ဆိုင်ပါလိမ့်မယ်ဒါလေးတော့တီအောင်ပြောချင်ပါလေအမှန်ရဲစခန်းမှာစစ်စည်းပြီးဖမ်းဆီးသွားပြီဆိုတော့14ရက်ထိတော့နေလို့ရတယ်ဒါပေမဲ့14ရက်နေ့ထိတော့ဘယ်သူမှမထားပါဘူးအလွယ်တကူသွားကြတာတချို့ဆို9ရက်နဲ့သွားတယ်တချို့ဆို10ရက်10ရက်နဲ့အမှုတိဆောက်ပြီးသွားရလို့ကျရင်အဲထောင်မှာပဲသွားနေကြတာများပါတယ်နော်ဒီအချုပ်ခန်းသေးတဲ့အခါကျတော့နန်စော်နေတာရှိတာဘူးနော်အဲ့တော့ ထောင်ထောင်ချုပ်ကြတော့လဲကျေဝန်းတာကိုအဲ့လိုမျိုးရှိတယ်အဲ့ကြောင့်အဲ့ထောင်ချုပ်ကနေမျိုးသူတို့တရားရင်ဆိုင်မှာဖြစ်ပါတယ်အဲ့ဒါလေးကိုသိအောင်ပြောပြကြပါတယ်တပတ်မီဒီယာပြောလို့ဘာလေးပါလဲညာလေးပါနှစ်နဲ့သက်သုံးနဲ့မရှိပါဘူးပုံမှန်ငါငါကကြီးဆိုတာအလုံးကြောင်ကြာနှစ်နဲ့သုံးနဲ့ပါပဲ ဒါလည်းကိုစောဘုန်းကြီးနဲ့ကျွန်တော်အမြဲတမ်းလို့ပြောကြတော့တတ်တဲ့စကားလေးရှိဒီနေ့ငါတို့ဖြစ်ကွာအများဆုံးဖြစ်သုံးနေပဲငါငါကကြီးဘာဖြစ်မှလဲသုံးတဲ့အေးစေခါတော့လုံးသိလုံးတိုက်တာလုံးပါပဲပြောနေပြောတိုက်တာပြောမှာပဲဆိုတာလို့ဘောနော်အဲ့မှာကိုစောဘုန်းကြီးကျွန်တော်စိတ်ထဲတော့မကောင်းဘူးဗျာကိုစောဘုန်းကြီးလုံးဆောင်ချက်လေးတွေအများတာဘောနော် ။ဆိုရတာတော့ကျွန်တော်တို့ကမပြောပါဘူး။သူ့ဘက်သူဘလို့ပဲဆိုတော့ဒါပေမဲ့ကိုစောဘိုးရဲ့နှုတ်ဆောင်ချက်ကြီးကကိုစောဘိုးကြီးလူတန်းနေတဲ့သူတွေကတန်းနေတယ်။တချို့ဆိုကျမကြီးမှာအကောင်လုံးလူတယ်၊စေဝါလူတယ်၊ပတ်စံလူတယ်တွေရှိတယ်။အဲ့ဒီလူတွေကကျွန်တော်တို့ဖုန်းဆက်ပြီးတော့ကိုပိုင်ရဲ့ဒလိုလေးစေဝါမရှိလို့ဒလိုလေးကူညီပါအစတော့ကိုစောဘိုးကြီးဆိုတော့အခုညီတောင်းလို့ရပါတယ်။ဒါမျိုးတွေဖြစ်တာ။ဩအဲ့တော့ကျွန်တော်ဟုတ်ကဲ့ခင်ဗျာကျွန်တော်ရှိနိုင်တာလေးပဲ။နောက်နေနေများလာတဲ့ခါကျကျွန်တော်လည်းမနိုင်တော့ဘူးဖြစ်တော့မနိုင်တော့ပြတော့မနေ့ကဒီနေ့ဆိုလို့ကျင်တယ်ဖုန်းကခုနှစ်ကောလောက်ဝင်တဲ့အိုက်တယောက်တည်း။အဲ့ဆက်ရရလည်းပဲဘာဖြစ်လဲဆိုတော့လေဖြတ်နေလို့စေဝါမရှိလို့ အဲ့တော့ကိုဇော်ဘုန်းရဲ့လှုပ်ဆောင်ချက်ကလည်းတကယ်တမ်းပြောလို့ရှင်လို့ရှင်တအောက်ခြေပြည်သူတွေရဲ့ဒုက္ခတွေဆင်းရဲတွေကိုလည်း तू တောက်လျှောက်လိုက်လုံနေတာကျွန်တော်တွေ့ရအခုဆိုလို့ရှင်ကျွန်တော်အလိုက်လောက်ရတဲ့ပုံစံမျိုးတော့ကျွန်တော်မှာဖြစ်နေတယ်ဟို ဖုံးဝေဆိုကျွန်တော်ခါတိုင်းနဲ့လူလူဝေးနေပါတယ်ကျွန်တော်လည်းဘယ်မှပတ်ဆံမရဘူးဗျာပြီးတော့ကိုစော်ဖုံးလို့သူမင်းမတလသိန်း80သိန်းနေရပေးနေတာကျွန်တော်ကကျွန်တော်မင်းမကျွန်တော်စီတော်မဒီနိုင်ငံရေးကြောင့်စေရေးကြောင့်တွေရောက်လို့ကျွန်တော်စီတော်မနေအဲ့ဒါကွာတယ်ကျွန်တော်ကကျွန်တော်အမှုပညာနဲ့ရှာထားတဲ့ပတ်ဆံလေးတွေနဲ့အိမ်ခံဝဲသွားလို့ရတဲ့ပတ်ဆံလေးတွေနဲ့ဒါလေးတွေစုပေါင်းပြီးကျွန်တော်ကလူတာကျွန်တော်စီရောက်ကိုပိုင်ကြီးရဲ့ဘလောက်ပါပါရပါဘလူးကကျွန်တော်ပေးဘူးတာမရှိဘူးဒါကျွန်တော်ပုံမှန်လည်းနေပြောတာနော်အဲတချို့တတိယတွေကတော့အဲတချို့လူတွေကတော့ပြောပါတယ်ကိုပိုင်ကြီးအဲလိုအပ်တာရှိရင် ြောပါသူစီဖုံးဆက်ပါဘယ်လိုလုပ်ကျွန်တော်ဖုံးဆက်မှာလဲအဲ့တော့သူကလူကျင်တယ်ဆိုလို့ကျင်တော့ဗာလေးလူပေးပါဆိုတော့လူပေးလိုက်မှာကျွန်တော်နေတဲ့ကောင်ဗာလိုပါတယ်ဆိုပြီးတော့ဘယ်လိုလုပ်ဖုံးဆက်ပြီးပြောမှာတော့လို့မဟုတ်လားအဲ့တော့ကိုပိုင်ရေရောဒါလေးတော့အဲတမန်သားကြီးလူပေးလိုက်ပါဆိုတော့ကျွန်တော်ကလူပေးလိုက်မှာဒီပိုင်းမှာရှိအဲ့တော့ကိုစိုးဝင်းရဲ့လုံဆောင်ချက်ကြီးကကြောက်စရာကြီးကျွန်တော်ပြောတာဟို ကိုရှိတာနဲ့ပဲကိုလှူနေရတာဖုန်းဝေးဆိုလဲအဝေးကျွန်တော်မိန်းမဖုန်းဆက်ချင်လို့ဗျာဗျာဟိုတထောင်လောက်ကျွန်တော်ရှေ့တန်းမှာရောက်နေလို့အရှေ့တန်းရောက်နေတော့ကောင်သူမိန်းမစီဖုန်းမဆက်ပဲငါးစီပါဘူးဆက်တာလေငါလည်းစဝင်နေကြတယ်သူမိန်းမကြတယ်မဟုတ်ဘူးသူမိန်းမအိမ်မှာလည်းပတ်စံစားစရာမရှိဘူးဖြစ်တာအဲ့လိုမျိုးနော်အိုးတခါတလေကိုအေးမိုးလေး9000လောက်ပြီးကြ3000လောက်ပဲဝိုင်းကြီးဟိုနေနေအချားစင်းရဲဘော်ရဲ့မိန်းမတွေအဲ့လိုမျိုးအခုညီတောင်းတာမျိုးတွေရှိတယ် အဲ့တော့ကိုဇော်ဝင်းရအဲ့လိုမျိုးလေးလိုက်လိုက်ပြီးတော့လည်းသူလည်းပေးကြတယ်ရှိတဲ့ခါကျတော့သူ့ကိုပို့ပြီးတော့ဟိုအောက်ခြေပြေကိုတတ်မလို့သားတွေကပို့ချစ်ခင်ကြတာပေါ့ကျွန်တော်စီကိုကုညီတောင်းလာတဲ့လူတွေကမြင်ဟလာတာပေါ့မြင်ဟလာဆိုကျွန်တော်အော်ကိုဇော်ဝင်းကိုကျွန်တော်ကြည့်ပြီးစိတ်ထဲမကောင်းကိုရင်းသာ तू ကျွန်တော်တော့ကျွန်တော်ကုညီနိုင်လာတော့ကုညီ तू ကတော့တထေ तू ကတော့သူ့အနေထားနဲ့ तू ရှိတာဟိုကျွန်တော်ကြတော့ကျွန်တော်ကကျွန်တော်လေးပဲစ조사ရုံးကံမျိုးလောက်ရတဲ့အာမျိုးဖြစ်တယ်ဒီကြားထဲမှာကျွန်တော်ဟိုပိုင်ရဲကို ကာဟိုဘာမှမဟုတ်ပစိုးရောင်းဖို့အထည်ရောင်းဖို့ဆိုတာမျိုးပဲဖြစ်နေသော်အမှန်တကယ်ကျွန်တော်ကအဲ့ဒီပစိုးလေးငါရောင်းလို့ဒါမြက်လို့ရှိရင်အဲဒီဒီမျိုးအထည်လေးပေါ့ဒါအရင်ဆုံး2800ရှိတယ်ဗျာ3000ရောင်းလို့2000လောက်မြတ်တယ်ဆိုလို့ရှင်ငါအထည်190အထည်100 200 400 500လောက်ကုန်တယ်ဆိုလည်းမစိုးဘူးငါလုံနေတက်လာတယ်အကုန်လူလို့ရမယ်ပြေးလို့ရမယ်ကိုတော့ကိုမစင်စားဘူးအဲ့ဒါလေးစဉ်းစားပြီးတော့ကျွန်တော်ဒါကိုလုပ်လိုက်တာ တောင်းတော်သားလေးကသူကနဲ့တူတော်မှာဒီတနေ့နဲ့တနေ့ဖုံးဝေတော်မှာဖြစ်နိုင်တာဒီ၃လတော့ဘလို့ဝန်တယ်မကျွန်တော်ကဒါကြီးကရာနဲ့ချီထက်ကုန်တာဗောဟုတ်လားအဲ့တော့ကျွန်တော်ကပြောချင်အနုပညာသမားလှုပ်လို့ရှင်တော့ကျွန်တော်ကအာဘာညာရောင်းလို့ရှင်တော့ချက်ချင်းတက်တာဗောအခုတောင်းတော်ဘကူထောက်ခံပြီးတော့မှဒီလိုလှုပ်ပြနေတော့ဒါကိုကျွန်တော်ဒီဟာနဲ့စီးပွားရှာနေတယ်ဆိုပြီးတော့အပြောခံရပြန်ဟောအမှန်ကကျွန်တော်ကဒါက တချို့ကျမ်းမာရေးမကောင်းမနဲ့ဒါတမ်းတော်ကနေထွက်သွားတဲ့လူတွေခြေပြက်လက်ပြက်တွေအများကြီးပဲကျွန်တော်တို့ဒါဖုန်းပေါ်လာဆွဲခံရပြီးစစ်မှုထမ်းနေရသူ23ဦးကိုချင်းကာကွယ်ရေးတပ်ကဖမ်းမိမကွေးတိုင်းငဖဲမျိုးနယ်မှာရှိတဲ့စစ်ကောင်စီရဲ့နှက်ရီကံပြူဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းတပ်ဖွဲ့ဝင်တွေကိုဇွန်လ10ရက်နေ့ကနေ12ရက်နေ့ထိ၄ရက်တာကာလအတွင်းမှာဖမ်းဆီးရမိခဲ့တာဟာ23ဦးထိရှိတယ်လို့ချင်းကာကွယ်ရေးတပ်အရှိုးကြီး အရှောင်းရဲ့တရင်ထုတ်ပြန်ချက်အရာသိရပါတယ်စစ်ကောင်စီရဲ့နှက်ရီကန်လေးချောင်းရန်ကာကွယ်ရေးတပ်ဖြူဟာကုန်းအနီးနှက်ရီကန်ပတ်လန်းဟောင်းကိုဖျက်တောက်တိုက်ခိုက်နေစဉ်ဖမ်းဆီးရမိတာဖြစ်တယ်လို့ဆိုပါတယ်ချင်းကာကွယ်ရေးတပ်အရှောင်းရဲ့ရှောင်းအနီးနဲ့ဖျက်တောက်တိုက်ခိုက်ရေးလှုပ်ဆောင်နေစဉ်ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ကိုဖမ်းဆီးမိရကနေနယ်မြေရှင်းလင်းရှာဖွေရမှာထပ်မံဖမ်းဆီးရမိတာဖြစ်တယ်လို့သိရပါတယ် ဖန်စီရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာစစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်လာဆွဲခံရပြီးစစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့ရေရှောက်ကဆိုပါတယ်စစ်တုံးပစ္စည်းတွေနဲ့အတူမှတငါးလက်မသုံးသုံးလက်နဲ့ခဲရန်အချို့တင်စီရမိခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့တော်လရေးတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ဆက်သွယ်ပြီးအ мян ဆုံးအလင်းဝင်ပူပေါင်းကြဖို့ကိုလည်းချင်းကာကွယ်ရေးတပ်အရှူကတိုက်တွန်းထုတ်ပြန်ထားပါတယ် ်ဆက်ပြီးအကူအညီတောင်းနေရတယ်အများကြီးပဲရှိတယ်အရှိအရာကအကုန်အများကြီးရှိတယ်သူတို့လည်းမေးကြည့်လိုက်ကျွန်တော်ဘာကူညီပေးပါဘာလုပ်ပေးပါသူအားလုံးချိုးသေးတောင်ကျွန်တော်ပြောတယ်အကောပိုင်းကြီးဘာလိုအပ်လဲလိုအပ်တာပြောကျွန်တော်ကူညီပေးမှာဆိုတော့တခုံးမှကျွန်တော်ပြန်မပြောဘူးအာဟုတ်ကဲ့ခင်ဗျဒါပဲပြောတယ်ပြန်ဝင်မပြောတာဘာဖြစ်လို့လဲကျွန်တော်ရဲ့ကုံသိန်းကကျွန်တော်ရဲ့အချက်တရားကိုပတ်စံနေတယ်မလဲစိတ်လမ်းမဝင်စားဘူးနော်အဲ့တော့ကျွန်တော်လူနိုင်တာကျွန်တော်ရှာဖွေနိုင်တာဝဲကျွန်တော်လူတယ်အခုကျွန်တော်ဒီမှာလာပြီးအကူအညီတောင်းတာဒီနေ့ဆိုဖုန်း9ကောလောက်ရှိနေပြီ ကျွန်တော်ရှင်းနေမှာဟိုရခိုင်နဲ့အကြောင်းဟာလေးတွေကိုဒီအာမန္တာ၃လေးလေးရဲ့အကြောင်းတွေကြောက်ပြီးအကြောင်းတွေဖုန်းဆက်ပြီးတော့ဒီမှာလုတ်ပြီးပြောပြီးအဲလုတ်နေတဲ့အချိန်မှာဒီဖုန်းကတလဲဆက်လာတာလာတော့အော်ကျွန်တော်လည်းဒါလေးပြီးတော့မှကျွန်တော်ဒါလေးပြီးမှဖြေချင်းပြဒုက္ခမြလည်းရှေးဖို့တော်တော်လိုရှာနေလို့နေပါဘောကျွန်တော်စီကိုဖုန်းဆက်တာကျွန်တော်မှလည်းပဲဒါဟိုပြောကျင်တယ်ဗျလူပဲလူများရှိမလားဝါလားညာလားပြောကျင်ပေမဲ့ဒါမှမဟုတ်ကိုကအဲ့လိုပြောလို့ရှင်တယ်ကို တခါလေးကျရင်တွေးရတာစိတ်ငြင်းတယ်အဲ့တော့ကျွန်တော်ကိုစော်ဖိုးဟင်းကိုကိုကြည့်စာ तू อ่ะ तू อ่ะ तू อ่ะကိုတဲ့ပပရမြားတယ်များတော့အဲ့ဒီအများကြီးကို तू ရင်ဆိုင်ပြီးတော့မှ तू ကိုယ်တိုင်ခေါင်းကြက်ခေါင်းခဲခံပြီးတော့ကျွန်တော်ဒီနေ့နည်းနည်းများများပဲလုပ်တော့ဒါကြီးတွေထိုးကြိုက်ပြီးတက်လာတာ ပြီးတော့ပုံကြီးစိတ်ရှင်းရမှာလေဟိုတချို့ကြောက်ဗျာတကယ်ဟိုစေးဝတော်မရှိဘူးပေါ့ဆိုမှအော်ငါသာလို့အဲ့လိုမျိုးလေးဖြတ်ပြီးတော့အဲ့လိုမျိုးဖြစ်လို့ချင်းငါစားဖို့တောင်းဖို့မပြောနဲ့စေးဝတော်မရှိငါလည်းအဲ့လိုပဲခံစားရမှာပဲလေးဆိုအတွေးကိုခေါင်းလုံးရောက်ပြီးဒါဇက်တွေပါထိုးတက်တက်လာအဲ့တော့ကျွန်တော်ဒီဖိုင်လေးမှာပြောနေတော့ပြောမယ်တချို့ကိုယ်စော်ဖိုးကြီးကိုမတရားပြောနေကြတဲ့လူတွေဟာ အာကိုကြီးစာပေးဖို့ပဲကျွန်တော်ပြောချင်ပါတယ်ဗျာမတရားကြီးလည်းမပြောကြပါနဲ့သူလည်းသူတက်နိုင်တော့ဘတ်တော့မတူကြဘူးဗျာတစ်ဖက်ကြတော့လည်း PDF ပဲလို့အဲအားပေးတယ်ဒါတော်လိုင်းဘက်ကိုအားပေးတယ်ကျွန်တော်ပြောကြလည်းတောင်းတော့မှာဘတ်တော့တူတာခင်ဗျားရန်လူလည်းမဟုတ်ဘူးဗျာလုံးဆောင်နိုင်တာဒါခုံယူရမှာ မြန်မာတို့ဘက်ကလည်းကြိုက်တယ်လို့လို့လို့တဲ့ဥစ္စာကိုခုံယူရမယ်ကျွန်တော်တို့လည်းကျွန်တော်တို့တက်မတော်ဘက်ကဟိုတက်နိုင်အောင်ပံ့ပိုးပြီးတော့ကုညီပေးတဲ့ပြည်သူတွေတပတ်ကိုပံ့ပိုးပြီးကုညီပဲကျွန်တော်လုံးဆောင်နေအောင်ကျွန်တော်တို့ကခုံယူပါမှာဗျာနော်အဲ့တော့တောင်းတဲ့ကပုတ်ခတ်ဖို့မလိုပါဘူးမြန်မာမီဒီယာတွေကလည်းပဲမီဒီယာကသူကစီးပွားရေးလုပ်ငန်းအဖြစ်သူကလုံးဆောင်ကြတာဖြစ်တယ်ဟလာအဲ့တော့ပြည်ညာရေးဝန်ကြီးဌာနကရေဂျစ်စတာတင်နေတင်ပြီးတဲ့ခါကျတော့တရံဝင်ဆွဲပုံစံမျိုးနဲ့လှုပ်ဆောင်ကြတာရှိတယ်အဲ့တော့ သူတို့လည်းပဲမိုင်းလည်းပဲသူတို့လည်းပဲခံရမှာပဲမှန်ရင်လည်းပဲခံတာဘယ်ဖွဲ့စည်းဘာမှရှင်းလို့မရကိုပြုသမျှကကိုပဲခံရမှာကျွန်တော်တို့ကြတော့ဒီမီဒီယာနဲ့လည်းအတမွေးဝမ်းကြောင်းမဟုတ်ဘူးဗျာနောက်ကျွန်တော်တို့ကပြည်သူ့အတွက်ပဲကူညီပေးတာရှိတယ်ပြည်သူ့အတွက်ဟင့်တိုင်းတပွဲပဲလုပ်ပေးတာရှိတယ်အချိန်ကြီးကတော့ကျွန်တော်တို့လည်းသွားမယ်အနေထားမျိုးတော့ရှိတာပေါ့နော်ဒါကလည်းပဲကျွန်တော်တို့ကလုပ်ပေးတဲ့လုပ်ပေးတိုက်တယ်လို့ယူဆပါတယ်ဗျာဒီကြားထဲမှာကိုစော်ဘုန်းကြီးကိုပြောနေကြတဲ့သူတွေကိုတောင်းပန်နေတာတခုရှိရတယ်ကိုစော်ဘုန်းကြီးလှူတယ်တန်းတယ်လှုပ်ပြီးပင်ပန်းခံတာတွေက အဲတော်တော်များတယ်ကျွန်တော်ဒီရက်ထဲမှာသူပြဿနာဖြစ်တဲ့နောက်ပိုင်းမှာကျွန်တော်စီသူ့ရဲ့ဟိုနေနေပေါ့ဗျာဟိုတူလူနေတဲ့သူတွေကကျွန်တော်စီအကူကြီးတွေကအကုန်လုံးဝိုင်းတောင်းလာတော့ကျွန်တော်ဆိုဒီရက်ထဲမှာဆိုခေါင်းတွေကိုကိုက်ပြီးမနေ့ကလည်းလိုင်းမလွင့်နိုင်ဘူးအဲ့ဒါလေးကိုစိတ်ဆင်းရဲပြီးဘာလို့ကောင်းမလဲအထက်ကလည်းဝမ်းမဲလူကမရှိဘူးသူတို့ကလည်းသူတို့ကကိုဘာလို့မှမလဲမသိဘူးဝမ်းမဲလည်းရောင်းပါမယ်တစ်စုံသုံးစုံတော့ကျွန်တော်စီဒီဖုန်းနံပါတ်တုံးကြောက်ကိုပါလဲ 6နဲ့4 5 4 5ကျွန်တော်စီလည်းဆက်လို့ရပါတယ်ကျွန်တော်ရဲ့မန်နေဂျာဖုန်းနံပါတ်လည်းကျွန်တော်တစ်ခါပြောဦးပါတယ်3996 685333440အဲ့ဒီကိုလည်းဆက်ပြီးတော့ကျွန်တော်ဒီဟာလေးတွေဝယ်ပေးပါဆိုတော့ဂူဒီအယောင်းဝယ်မဖြစ်ဘူးသားစင်တွေပြောပြအဲ့လူတွေကိုကိုစော်ပွင့်ကူညီပေးနေတာကျွန်တော်ဆိုတကယ်လေးစားလို့မစိုးဘူးကျွန်တော်ကဒီ၄-၅လလောက်ကအဲစကားမပြောပြတာမပြောပြတော့တာဆဲနေလို့ကျွန်တော်ကျွန်တော်ကကြောက်အားဒီအမင်းမဖြစ်ဘူးပြောလဲမပြောချင်ဘူးပြောလဲကျွန်တော်ကသူကပြောမှလေအဲအဲ့လိုမျိုးကြာသူ့ရဲ့ brand နဲ့သူသွားဆိုတော့ကျွန်တော်လည်းမပြောတော့ဘူး အဲ့တော့ကိုဇော်ဖုံးရင်အပူတွေကျွန်တော်စီရောက်လာတော့ကျွန်တော်နေလဲခေါင်းကိုက်တယ်အဲ့တော့အားလုံးကကိုဇော်ဖုံးရင်ကိုခင်ဗျားတို့ဟိုဆဲဆိုပြီးတော့ပြောကြနေမှသူမကောင်းတာလေးပြောကြနေမှသူသူကကောင်းတာလေးလည်းရှိပါတယ်ဗျာအဲ့အလေးကိုသတိသိခြင်းပါလေအများစုကတော့အောက်ခြေစစ်ပြီးပြီးတော့သူတော်တော်ဟိုလှုပ်ဆောင်ပေးတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီလူကလည်းကျွန်တော်စီမှာအခုဆိုရင်တော်တော်ရောက်ချလာပါပြီเนาะအဲ့အလေးလည်းကျွန်တော်ကူညီဖို့အတွက်ကိုစူးစမ်းနေပါတယ် အဲဒါတချို့ကန်ဆမ်းမန်းလေးလည်းပြောနေကြတယ်ရောင်းတော့ရောင်းပေးခြင်းညာရောင်းပြီးလည်းကျွန်တော်လှူဖို့ပဲစဉ်းစားတာဒါနဲ့လှုပ်တော့လှုပ်ပေးခြင်းနဲ့ကျွန်တော်လည်းစိတ်တွေညင်းနေခေါင်းတွေကိုက်နေပြောတာဒီတလုံးမှာအဲကိုစောဘုန်းရဲ့လှူတန်းခဲ့တဲ့သူတွေကအခက်ခဲတွေရှိနေတဲ့သူတွေကကျွန်တော်စီကိုရောက်လာတာလေးဖြစ်တာဟုတ်နော်အဲ့တော့ ဟိုကိုဇော်ဘွင်းရဲ့ဒါသူ့ရဲ့စေတနာရသူလည်းပြန်ပြီးအကျိုးပေးပါလိမ့်မယ်လို့ပြောနေပဲအားလုံးကျမပါသေးတတိုင်းဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းပဲဒီပြောမှဆိုမှရှိတာလေးဆိုတော့ခွန့်လို့ပေးသေးခြင်းပါလေဗျာအားသာလေးဟိုတော့ဘိုင်ရဲ့ကိုထက်ဆင့်ပြီးတော့အနှုံးညတောင်းပန်များစေအားလုံးပြောဆွေးနွေးကြပါစေဗျာ